psychology လမ်းကြောင်းပေါ်ရောက်လာကြတဲ့သူတွေကလည်းချက်ကန်းဆန်ကိုတို့ပြီးရောက်လာကြတဲ့သူတိရောက်မှမရှိဘူးဟုတ်လားအဲ့တော့အဲ့ဒီနေရာမှာတို့ကဒီလမ်းပေါ်ရောက်လာတဲ့သူတွေကငါဘာဖြစ်နေတာလဲငါဘာလုပ်လဲဘာကြောင့်ငါဒီနေရာမှာတက်ရှင်နေကြတာလဲဘာကြောင့်မသိဘာမှမသိတဲ့ဒီဟာတာတာကြီးဖြစ်နေတယ်ဆိုတဲ့နေရာကြီးอ่ะဟာဟာတာတာကြီးဖြစ်နေတယ်ဆိုတဲ့ခံစားချက်ကြီးကိုဟာလာတိပြီးတော့မျက်စိလေလမ်းမလို့ပဲရောက်လာရောက်လာ ဟလာဒီ psychology လမ်းကြောင်းမဟုတ်ယနေ့ရောက်တဲ့သူတွေဟာဆိုလို့ရှိရင်တို့မိဘမျိုးရိုးကလက်ဆင့်ကမ်းခဲ့တဲ့ဒီ cycle ကြီးကိုဒီ trauma cycle ကြီးကိုဒီ acid တွေလေပတ်နေတဲ့ဒီ cycle ကြီးကိုရက်တန့်နိုင်တဲ့လူတွေပဲဟုတ်တယ်ဘာလို့ဆိုကိုကကိုနေရာနေရက်တန့်လိုက်တယ်ဆိုကိုရဲ့နောက်နောင်လာနောက်သားတွေရှိမသွားတော့ဘာကြောင့်ဆိုတဲ့အတိတ်ပဲကိုသိသွားဒါပေမဲ့အရှိရလူတွေကတော့ဘာကြောင့်မှမသိဘူးဆက်ပြီးတော့လက်ဆင့်ကမ်းလာဒါပေမဲ့ကိုကဘာကြောင့်ဆိုတာသိသွားတဲ့အခါမှာ stop အဲ့နောက်ကိုဆက်မသွားတော့ ဟုတ်လားအဲ့တော့ဒီ cycle ကြီးကိုရက်တန့်နိုင်တဲ့သူတွေအဲတို့တွေကိုလွှမ်းမိုးနေတဲ့ domination လုပ်နေတဲ့လွှမ်းမိုးမှုတွေကိုရက်တန့်နိုင်တဲ့သူတွေတနည်းအားဖြင့်ကိုယ့်ကိုယ်ကိုရှင်သန်ဖို့အခွင့်အရေးပေးနိုင်တဲ့သူတွေကိုယ့်ရဲ့လွတ်မြောက်မှုဟာဆိုလို့ရှိရင်ကိုယ့်စီမံရှိပြီးတော့အဲ့ဒီကိုယ့်စီမံရှိတဲ့ပါဝါနဲ့ကိုယ့်ရဲ့လွတ်မြောက်မှုကိုကိုယ်ကိုယ်တိုင်လုပ်ယူနိုင်တယ်ငါရဲ့လွတ်မြောက်မှုဟာဘယ်သူမှ ပေးလို့မှငါလွတ်မြောက်ရတာမဟုတ်ဘူးဘသူကဘသူစီကမှငါရဲ့လွတ်မြောက်မှုကိုရတာမဟုတ်ဘူးကိုကိုကိုတာဝန်ယူတဲ့လူတွေအဲ့ဒီကိုကိုကိုတာဝန်ယူတက်ပြီးတော့ဒုဗဝကြီးကယနေ့အသက်ရှင်နေထိုင်နေတဲ့ဒီပစ္စုတ်ပန်ဟာဆိုလို့ရှိရင်အတိတ်ကအာကုသူတွေကြောင့်ဟုတ်တယ်နော်တော်တော်များများတို့သိထားတာလေပစ္စုပန်မှာဖြစ်ပျက်နေတဲ့နာကျင်မှုတွေဝမ်းနည်းမှုတွေဆုံးရှုံးမှုတွေဟာဆိုလို့ရှိရင်အတိတ်ကရခဲ့တဲ့အာကုသူတွေကြောင့် ဟာလာနောင်ဘဝမှာရမယ်နှက်ပြီးရှားမှာပိတ်ဆက်ဖို့အတွက်ရှင်သန်နေတာထက်ဟာလာကောင်းကောင်းဆိုးဆိုးဘဝဆိုတာကိုချစ်တက်ပြီးတော့နောင်ရောက်လာမယ်တို့တွေရဲ့ဟာလာနှစ်တစ်ပေါ့ဟာလာနှစ်တစ်နှစ်တစ်ပါအဲ့တော့စစ်မှန်တဲ့လွတ်မြောက်ခြင်းနေနဲ့ရှင်သန်နိုင်ပါစေလို့ဟာလာဆုတောင်းပြီးတော့ဒီကဘာကြီးอ่ะတို့တွေထင်ထားသလိုတို့အိုးတယောက်ချင်းထင်ထားသလိုတားမြစ်ချက်တွေနေပဲလဲပဲနေတာမဟုတ်ဘူးဆိုတာကိုပြောရင်းနဲ့ဒီ topic လေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပြရစီ